အားလုံးပဲမင်္ဂလာပါဒီချိန်ကတော့ we hack you fan တင်တဲ့ခွဲကြောင်းမှာ EPS တန်ကိုတာဝန်ယူတင်ကြပေးနေတဲ့ဒီချိန်စဉ်သူပဲဖြစ်ပါတယ်ဒီနေ့မှာယောရိုကွန်တို့ကိုဘာသာရေးနဲ့ပတ်သက်တဲ့မိငင်းလေးလေးကိုမျှဝေပြချင်လို့ဒီဗီဒီယိုလေးကိုဖန်တီးပေးလိုက်ရခြင်းဖြစ်ပါတယ်เนาะဘာဒီဘာသာရေးကြတော့ဒီဗုဒ္ဓဘာသာတို့ခရီးယန်ဘာသာတို့အစ္စလာမ်ဘာသာတို့ဘောနော်ဒီဘာသာရေးနဲ့ပတ်သက်တဲ့မိငင်းလေးကိုကိုရီးယားလိုဘယ်လိုမျိုးခေါ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်เนาะအရင်ဆုံးဘာသာရေးဘာသာရေးကိုကိုရီးယားလိုဂျုံဂီလိုခေါ်ပါတယ်เนาะ ဂျုံဂျိုဘာသာရေးဂျုံဂျိုဘာသာရေးနောက်တစ်ခုကျတော့ဒီဘုဒ္ဓဘာသာကိုအရင်ဆုံးလေ့လာကြည့်မယ်နော်ဒီဘုဒ္ဓဘာသာကိုကိုရီးယားလိုဘူဂျိုလို့ခေါ်ပါတယ်နော်ဘူဂျိုဘုဒ္ဓဘာသာဘူဂျိုဘုဒ္ဓဘာသာနောက်ဘာသာတစ်ခုကျတော့ခရစ်ယာန်ဘာသာခရစ်ယာန်ဘာသာကိုကိုရီးယားလိုဂီဒိုဂျိုလို့ခေါ်ပါတယ်ဂီဒိုဂျိုခရစ်ယာန်ဘာသာဂီဒိုဂျိုခရစ်ယာန်ဘာသာ နောက်ဘာသာကူကျတော့ကက်သလစ်ဘာသာကက်သလစ်ဘာသာကိုကိုရီးယားလိုချွန်ဂျူဂျိုလို့ခေါ်ပါတယ်ချွန်ဂျူဂျိုကက်သလစ်ဘာသာချွန်ဂျူဂျိုကက်သလစ်ဘာသာဒီကက်သလစ်ဘာသာကိုနောက်တစ်မျိုးကက်သလစ်လို့လည်းခေါ်ရနော်ကက်သလစ်လည်းကက်သလစ်ဘာသာပဲချွန်ဂျူဂျိုလည်းကက်သလစ်ဘာသာပဲအဲဆိုရင်နောက်ဘာသာကူကျတော့အစ္စလမ်ဘာသာအစ္စလမ်ဘာသာကိုကိုရီးယားလိုအစ္စလမ်ဂျိုလို့ခေါ်ပါတယ်အစ္စလမ်ဂျိုအစ္စလမ်ဘာသာအစ္စလမ်ဂျိုအစ္စလမ်ဘာသာ အဲ့ဆိုဘာသာရေးလေ့လံပွားရေးဆိုတော့ဒီဘာသာရေးလောက်တဲ့တရားတွေကိုလေ့လံကြည့်ကြရအောင်เนาะအရင်ဆုံးဗုဒ္ဓဘာသာဗုဒ္ဓဘာသာနေဘာသာရေးလောက်တဲ့နေရာကျတော့ဖုန်ကြီးချောင်းเนาะဒီဖုန်ကြီးချောင်းကိုကိုရီးယားလိုဂျော်ရီလို့ခေါ်ပါတယ်เนาะဂျော်ရီဖုန်ကြီးချောင်းဂျော်ရီဖုန်ကြီးချောင်းနောက်ကိုဒီခရီးယန်ဖျားတွေဝယ်ပြူတဲ့နေရာကိုကျတော့ဂီယိုဝဲခရီးယန်ဖျားချောင်းလို့ခေါ်ပါတယ်เนาะဂီယိုဝဲခရီးယန်ဖျားချောင်း ဂျိုဟွေခရီးယံဘုရားကျောင်းနောက်ခုဒီကက်သလစ်ဘာသာဝင်တဲ့လူတွေဘုရားရှိခိုးနေတဲ့ဒီဝူပြူတဲ့နေရာကိုကျတော့ဆောဒမ်လို့ခေါ်ပါတယ်နော် ဆောဒမ်အာဇီဘုရားကျောင်းဆောဒမ်အာဇီဘုရားကျောင်းနောက်တစ်ခုဒီအစ္စလမ်ဘာသာတွေဝူပြူတဲ့နေရာကိုကျတော့ဆာဝွန်လို့ခေါ်ပါတယ်နော်ဆာဝွန်ပလီဆာဝွန်ပလီဘုစခပလီဘုစခပလီဒီပလီကျတော့ပလီလည်းဒီအထိပယ်နှမျိုးရှိရပါတော့နော်ဆာဝွန်လည်းပလီပဲဘုစခလည်းပလီပဲပေါ့နော် အဲ့ဒါဆိုရင်တို့ဘာသာရေးလောက်တဲ့နေရာတွေကိုလေ့လာပြွားရေးဆိုတော့တို့ဘာသာရေးလောက်တဲ့လူပေါ့နော်ဆိုဒီဗုဒ္ဓဘာသာပဲပမာဆိုရင်ဘာသာရေးလောက်တဲ့လူကြတော့ဒီဖုန်ကြီးပေါ့နော်ဒီလိုအဲ့လိုမျိုးလူမျိုးတွေပေါ့ဒီဖုန်ကြီးကြတော့ကိုရီးယားလိုစင်နမ်လို့ခေါ်ပါတယ်နော်စင်နမ်ဖုန်ကြီးစင်နမ်ဖုန်ကြီး 결국 크리안 봉지, 크리안 봉지가 고리아로 목사님 을어봐요 너. 목사님 크리안 봉지, 목사님 크리안 봉지. 아직 봉지 잘로 고리아로 부르거리에서 아직 봉지고 신부님 먹어봐요, 너. 신부님 아직 봉지, 신부님 아직 봉지. 나를 고자로 플리세야, 플리세하고 고리아로 이망 먹어봐요, 너. 이망 플리세야, 이망 플리세야. ပေါ့နော်။အဲဆိုရင်ဒီနေ့ပြောပြသွားပေးသွားရတဲ့မိငင်းလေးတွေကိုနားထောင်လိုက်ခြင်းအဖြစ်လူချင်းမျိုးတို့ကဘာသာရေးဘာသာရေးတွေဘာသာရေးလှူရှာတဲ့လူတွေဘာသာရေးလှုပ်တဲ့နေရာတွေကိုနည်းနည်းအနေငယ်လေးသိသွားပြီးလို့ပြောနေပါတယ်နော်။အဲဆိုရင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်။အားလုံးပဲအညာတတ